โอเค commodity မှာအယောင်းဝယ်လုပ်နိုင်တဲ့ pair တွေကို မိတ်ဆွေတို့သိပြီပေါ့เนาะဒါကတော့ကိုကြိုက်တဲ့ assets ကိုကြိုက်တဲ့ pair ကိုရွေးချယ်ပြီးတော့အယောင်းဝယ်လုပ်လို့ရတယ်အများဆုံးအယောင်းဝယ်လုပ်တဲ့ pair တွေလည်းသိပြီအဲ့ stock တွေမှာဘာတွေအယောင်းဝယ်လုပ်လို့ရတယ်ဆိုရင်ဒါမိတ်ဆွေတို့အားလုံးသိပြီးသား မြင်တောင်ပြောရရင် Netflix တို့ Tesla တို့ Madder တို့ Madonna တို့ Starbucks တို့စသဖြင့်ပေါ့နော်ဒီလို stock တွေကိုလည်းကိုကအယောင်းဝယ်လုပ်လို့ရတယ်အဲ့တော့ stock တွေထဲမှာကြည့်လိုက်မယ်ဆိုရင်အစားအသောက်နဲ့ပတ်သက်တဲ့အစားအသောက်ကုန်နဲ့ပတ်သက်တဲ့ stock အမျိုးအစားတွေရှိမယ်စေဝါနဲ့ပတ်သက်တဲ့ stock တွေရှိရယ်နည်းပညာနဲ့ပတ်သက်တဲ့ stock တွေရှိတယ်စီစည်ရေးပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ stock တွေရှိရယ်ငွေကြေးပိုင်းဆိုင်ရာဘဏ္ဍာရေးနဲ့ပတ်သက်တဲ့ stock တွေရှိရယ်ဒါကတော့ကိုကြိုက်နေတဲ့ stock ကိုကိုကရွေးချယ်ပြီးတော့မှ အရောင်းဝယ်ပြုလုပ်လို့ရပါတယ်ဗျအဲ့တော့ stock တွေကိုအရောင်းဝယ်ပြုလုပ်မယ်ဆိုရင်တော့ earning report တွေ news တွေ trading ဟာဝါတွေတော့တည်တည်ချာချာသိဖို့လိုပြီးတော့ stock တစ်ခုချင်းဒီတိုင်းရဲ့ contract site တွေ leverage တွေကိုလည်းတည်တည်ချာချာသိပြီးမှအရောင်းဝယ်လုပ်ပါလို့ပြောချင်ပါတယ်ဆိုတော့နောက်တဲ့ video တွေမှာထပ်ပြီးတော့ trading နဲ့ပတ်သက်တဲ့ trading A to Z trading guide ကိုဆက်ပြီးတော့သင်ကြားပေးသွားမှာဗျ